ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဖြစ်ခဲ့ခြင်းတဲ့အတွက်ရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အစိုးရပြီးစစ်တပ်နဲ့ထိတ်တဲရင်ဆိုင်တဲ့အစိုးရမျိုးဖြစ်လို့မရဘူး။စစ်အာဏာရှင်စနစ်ကိုကျွန်တော်မကြိုက်ဘူး။သို့တော်လည်းပဲအခုလက်ရှိအကြိုက်တဲ့ဟာစစ်တပ်နဲ့တွဲပြီးတော့ဖွဲ့မှာပဲရမယ်။အဲ့တော့ပြောရရင်တော့စစ်တပ်နဲ့တွဲလို့နိုင်တဲ့ရွေးကောက်ပွဲရတာပဲဖြစ်မယ်။စစ်တပ်ကိုနိုင်ငံကြီးကနေဆုတ်ပါဖို့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ယူဆကလည်းတဖြည်းဖြည်းချင်းဆုတ်ပါအောင်ကျွန်တော်တို့ကကြိုးစားဖို့ပဲ။ဒါဒီနည်းလမ်းဟာအားလုံးရဲ့ဒါထွက်ပေါက်ပထမအဆင့်ဖြစ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်။ဟုတ်လား20ရာခိုင်နှုန်းပဲ အဲ့တော့ဒါစစ်တပ်ကထိချုပ်နိုင်တော့တယ်ဆိုရင်အဲ့တော့သူတို့ထိချုပ်နိုင်တယ်ဆိုတဲ့ဟာကကျွန်တော်80ကျော်ပဲလို့ဆိုလို့သူတို့လည်းရုပ်ကောက်ပဲလုတ်ပေါ်အိမ်မှာအဲ့တော့နောက်ခုကတော့ဗာလဲဆိုတော့အကြမ်းဖက်မှုတွေလုတ်အဲ့ဒီအကြမ်းဖက်မှုတွေကဒီခေတ်မှာလိန်လို့မရဘူးအပြစ်မဲ့ဒီအကြမ်းဖက်လက်နက်မဲ့အကာအကွယ်မဲ့ပြည်သူတွေတည်ကြည်ပျက်စီးနေတဲ့ကိစ္စကိုတော့ပိုင်ရှင်မဲ့လုတ်လို့မရဘူးလုတ်ရင်လည်းတမန်ရခွင့်တော်မှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲအပေါ်ဥကိုကိုကြီးရဲ့အမြင်သဘောထားရုပ်တံနဲ့အတူ တော်လန်ရေးနယ်မြေများတွင်ရတနာတူးဖော်ရန်ရုရှားကိုစစ်ကောင်စီဖိတ်ခေါ်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် KIA ထိန်းချုပ်မြို့မိုးကုတ် KIA နဲ့ NUG တို့ထိန်းချုပ်ရန်စူးစမ်းနေသည့်ဖားကန့်ခန်းဒီတနိုင်မိုးညင်းတို့တွင်ကြောက်မြတ်လုတ်ွက်များချပေးမိဟုစစ်ကောင်ဆောင်ကရုရှားကိုကမ်းလှမ်းထားသည့်တအောင်တက်တီ NLA ထိန်းချုပ်ထားသည့်နိုင်ငံအလဲပိုင်းမှမိုးကုတ်မြို့ကချင်တက် KIA နဲ့ NUG တို့ထိန်းချုပ်ရန်စူးစမ်းနေသည့် နိုင်ရမြောက်ပိုင်းမှာဖားကန်ခန်ဒီတနိုင်းမိုးညင်းစသည့်မြို့များတွင်ရုရှားတို့အတွက်ကြောက်မျက်နှင့်တပ်တထုတူးဖော်၏လောက်ွက်များချပေးမည်ဟုစစ်ကောင်းဆောင်ကမော်စကိုခီးစဉ်တွင်ရုရှားအစိုးရနှင့်စီးပွားရေးသမားများကိုကမ်းလှမ်းလိုက်သည်စစ်ကောင်စီသည်အဆိုပါကမ်းလှမ်းမှုများကိုပြီးခဲ့သည့် မက်စလာ9ရက်နေ့ကမော်စကိုတွင်ကျင်းပသည့်မြန်မာရုရှားစီးပွားရေးဖိုရမ်တွင်ရုရှားဘက်သို့ချပြခဲ့ခြင်းဖြစ်ကြောင်းထိုးပွဲအကြောင်းတည်သူတဦးကဆိုသည့်ဆွေးနွေးပွဲအတွင်းရုရှားစီးပွားရေးသမားများခြေချရန်မဲဆွဲသည့်အထက်တွင်ရခိုင်တပ်အေထိန်းချုပ်ထားသည့်နိုင်ငံအနောက်ပိုင်းဒေသကိုခြံလက်ခဲ့သည့်ထိုးတို့ခြံလက်ထားမှုကစစ်ကောင်စီနှင့်ရုရှားတို့အကြားသဘောတူထားသည့် မြန်မာရုရှားမပလီကန်းကြီးအင်ယာစီမံကိန်းကို အာရခတ်တော် AA ကတင်ပိုက်ထားခြင်းနဲ့ဆက်ဆက်နိုင်ကြောင်းလည်းညင်းကဆိုသည်မတ်လ3ရက်နေ့ကစတင်ပြီးသတင်းတပတ်ကြာမြင့်ခဲ့သည့်စစ်ကောင်းဆောင်ဤရုရှားနှင့်ဘယ်လာရုခီးစဉ်တွင်မြန်မာရုရှားစစ်ပွဲဖိုရန်ကိုမတ်လ9ရက်နေ့ကမော်စကိုတွင်ကျင်းပခဲ့သည့်အဆိုပါဆွေးနွေးပွဲကိုမော်စကိုရှိစစ်ကောင်းစီတန်ယုံကုန်တယ်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Memorial Ways International မဲဒိုကစစ်ကောင်းစီဘက်ကပူးပေါင်းခဲ့ကြသည် အန်ဖဆဲဆိုဒီက2020တအာနာသိမ်းပြီးချိန်ကလေးကစစ်ကောင်းဆောင်ကိုတစ္ဆာခံပါမည်ဟုကတိပေးခဲ့သည့်စီးပွားရေးသမားများဥဆောင်သည့်အဖွဲ့အစည်းဖြစ်သည့်မော်စကိုခီးစဉ်တွင်စစ်ကောင်းဆောင်နှင့်အတူလေရင်တစည်းထဲလိုက်ပါသွားသောအန်ဖဆဲဥက္ကဋ္ဌဦးအေးဝင်းကအမျိုးသားညီညွတ်ရေးအစိုးရရောဟလာကျွန်တော်တို့တက်တဲ့ထိတ်တရင်ဆိုင်ဖြစ်မှုတွေရောတောက်လျှောက်ဖြစ်တဲ့အစိုးရနောက်ဆုံးမှာဒီလိုအခြေအနေမျိုးနဲ့ကြုံရတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျ။ Okay အဲ့တော့ UNCC ရဲ့ဆွေးနွေးချက်နောက် နံပါတ်1အချက်ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့အခုရွေးကောက်ပွဲစစ်ကောင်စီကဘာလို့လှုပ်လဲပေါ့ဆိုတော့ဒါကတော့သူကစစ်ကောင်စီကသူတို့အာဏာသိမ်းမှုကိုဒီတရားဝင်ဖြစ်ဖို့အတွက်ဒါနိုင်ငံရေးထွက်ပေါက်နေနဲ့ဒါလှုပ်တယ်ဆိုတဲ့ဆွေးနွေးချက်ပေါ့နော်အခုရွေးကောက်ပွဲလှုပ်လဲအဓိကဟိုပြည်ခံပြိုးပါတီကို2010ရလို့ပေါ့နော်ဆိုသူတို့အင်အားစုတွေပဲအသာရဖို့အာဏာရဖို့ပဲလှုပ်ဆောင်มาဖြစ်တယ်ဆိုတော့ဒီနှစ်ချက်ကိုလည်းရွေးကောက်ပွဲဘာလို့လှုပ်လဲဆိုတဲ့အနေထားမှာအဲ့လိုဆွေးနွေးတာတွေ့ရပါတယ်အဲ့ဒီပေါ်ရောဘယ်လိုမျိုးသဘောထားပြေးကျင်လဲဗျကိုယ်ကတော့ဒီနိုင်ငံကြီးကောင်းဆောင်တွေရဲ့စဉ်းစားသုံးသပ်ချက်ပေါ့နော်ချင်းကပ်မှုတွေနဲ့ဆက်မယ်လို့ပြောနေတယ်။အဲ့တော့ဒီနေ့ချင်းထိုင်းနိုင်ငံမှာ ဟိုလာပါတီချက်သိမ်းတာတောင်မှချက်ချင်းအစ်စ်ပြန်ထောင်လေလူမှုနယ်ဒီနိုင်ငံရေးနည်းလမ်းကိုပြန်ပြီးတော့ရှင်းတမ်းမှုစူးစမ်းတယ်ဥပမာပြဆိုလို့ရှိရင်ကျွန်တော်တို့က future forward party ကနေချက်သိမ်းလိုက်တယ် move forward party ဆိုပြီးတော့ပြန်ပြီးတော့တကြောပြန်ပြန်လာတယ် move forward party ကိုချက်သိမ်းလိုက်တယ် people's party ဆိုပြီးတော့တကပြန်ပြီးတော့တက်လာတယ်အဲ့တော့ဒါတက်စင်ကိုဖမ်းတယ်ဟိုလာကျွန်တော်တို့ဟိုမြမပြန်ပြီးတော့တက်လာတယ်နော်အဲ့တော့အခုကတမိပြန်ပြီးတော့တက်လာတယ်။အဲ့တော့ဆိုလိုတာကနိုင်ငံရေးနည်းလမ်းကိုယုံကြည်တယ်အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းကိုယုံကြည်တယ်ဆိုရင်မဆုံးမနစ် ဟိုလူလူထောက်ခံမှုကလည်းကိုယ့်ပေါ်မှာအခိုင်အမာရှိတယ်လို့ယုံကြည်ခြင်းဒီနည်းလမ်းကိုလက်မထွက်ရဘူးအဲ့တော့ဟိုဆိုလိုတာကအခုချိန်နေမှာကတော့စစ်တပ်ကသူတတလုံးတည်ခြင်းနေနဲ့ဒီတော့လို့မရအောင်နောက်တစ်ခုကသူက2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကင်စတွဲထားတာဖြစ်တဲ့အတွက်ကြောင့်2008ဖွဲ့စည်းပုံအရာပဲရုပ်ောက်ပွဲလုပ်တဲ့နေရာနဲ့သူကဖြေရှင်းပါပဲဆိုတော့နောက်တစ်ခုကတော့ဒီဟာကဟိုစစ်တပ်တစ်ခုတည်းကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံရဲ့ကြီးကြပ်နာကျင်မှုဒီဂျစ်တစ်စီးပုံတွေအတွက် ဒါနိုင်ငံရေးနီလန်နိုင်ငံရေး platform ပြန်ပေါ်လာဖို့အတွက်ကိုနှိုက်ကဒါဒီနီလန်ဟာအားလုံးရဲ့ဒါထွက်ပေါက်ပထမအဆင့်ဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်โอเคနောက်တစ်ခုတော့အခုရွေးကောက်ပွဲလုပ်ပြီဆိုပါတော့เนาะရွေးကောက်ပွဲလုပ်တဲ့နေရာမှာအတင်းကျပ်မဲပေးတာတွေလုတ်ခိုင်းမယ်။နောက်မဲကိုမဲလိမ့်တာတွေဒါဖြစ်နိုင်ခြေရှိရဆိုပြီးတော့ NUC ကဆွေးနွေးထားတာရှိတယ်။နောက်ပြီးစစ်တပ်အောက်မှာကြောက်လို့ဟိုမဲပေးရတယ်ဆိုရင်လည်းဒါဟိုသူတို့ထိန်းချုပ်ထားတဲ့ဟာကအခုစစ်တမ်းတွေရပေါ့เนาะဆိုရင်27ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုတော့ဒီရွေးကောက်ပွဲကဘယ်လိုလုပ်ပြီးတရားမျှတမှုရှိမလဲဆိုပြီးပြန်ပြီးမေးခွန်းထုတ်တာလည်းရှိတယ်။အဲ့ဒီပေါ်ကဘယ်လိုပြောချင်လဲဗျ။ဟိုတစ်ခုကတော့ ဒီနှောင်းချက်ဖွဲ့စည်းပုံကိုကန်ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်သူမှာအကန့်အသတ်တရှိတယ်။အဲ့တော့ပထမအကန့်အသတ်ကတော့ရေပေါ်ကာလတစ်နှစ်တစ်နှစ်ပြီးတော့6လနဲ့ချင်း။အဲ့ဒီမှာမှတာမန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့6လတိုးတာကလည်းဟို6လပြည့်တိုင်းပြည့်တိုင်းစိတ်တိုင်းကြတိုးနေလို့မရဘူး။ဒါကတော့ဒါရုပ်ောက်ပွဲကမဖြစ်မနေလုပ်ကိုလုပ်ရမယ်ဆိုတဲ့အကန့်အသတ်တစ်ခုပေါ့။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံမှာ1951 52တုန်းကလည်းပဲဒါပြည်တွင်းစစ်ပေါ်တနေငံလုံးတိုက်တာနဲ့ဒါအစိုးရတော်မှဒါကိုရန်ကုန်အစိုးရဘုရားကတဖြည်းဖြည်းချင်းပြန်ပြီးတော့စူးစီးလာရတဲ့အခါကျတော့ဟိုရုပ်ောက်ပွဲကိုအားလုံးမကျင်းပါနိုင်ဘူး။ဒီလိုပဲအတုတ်လိုက်အတုတ်လိုက်ခွဲပြီးကျင်းပခဲ့ရတာရှိတယ်။ ော့ဒါကတော့အရင်အတွေ့အကြုံရောက်ပေါ့ဟိုတခုတော့ရှိတယ်ကိန်းနဲ့တန်းနေရပြောရလို့ရှင်တော့တကယ်သာဟလာ20ရာခိုင်နှုန်းပဲဟလာဒါစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်ဆိုရင်အဲ့တော့သူတို့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာကကျွန်တော်80ရာခိုင်နှုန်းဆိုရင်သူတို့လည်းရုပ်ကဘလို့ပေါ်ပိုင်းနေမှာဟလာဒီမိုကရေစီကိုလည်းတကယ်ယုံကြည်တယ်ဒီမိုကရေစီကိုအကောင့်တွေဖော်မယ်ဆိုရင်ပေါ့အဲ့တော့တကယ်တကယ်တော့ကျွန်တော်ကဟိုပုံပုံလေးလေးပဲပြောရရင်လက်နက်ကင်ပဋိပက္ခတိုက်ပြီးတော့ကြီးထွားလာတဲ့အချိန်မှာဒီမိုကရေစီကနောက်လောက်တော့နောက်တန်းရောက်သွားဟိုလက်နက်ကင်တာကအဓိကဖြစ်သွားပြီးတော့လက်နက်ကင်ပြီးနေမြေထွန်းမှုတာကအဓိကဖြစ်သွားရင် ျွန်တော်တို့ဟိုလား88ရေလုံးရေတော်ပုံဒီမှာကြွေးကြော်ခဲ့တဲ့ဒီမိုကရေစီရရှိရေးတို့ရေးဆိုတာပျောက်တလောက်ဖြစ်သွားတယ်အဲ့တော့ဒီအချိန်ဒီမှာကျွန်တော်တို့ဒါဒီမိုကရေစီပေါင်ပေါ့နိုင်ငံရေးပေါင်ပြန်ပေါ်လာဖို့အတွက်ကကျွန်တော်တို့ဒီနိလန်းကိုကျွန်တော်တို့ရွေးချယ်တာဖြစ်ပါတယ်နောက်ဆွေးနွေးချက်တစ်ခုကတော့ဒီရွေးကောက်ပွဲမှာပါခဲ့မယ်ဆိုရင်ပေါ့နော်စစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲမှာပါမယ်ဆိုရင်ပါတီတွေနဲ့ဒါတမိုင်းကောင်းမှာမဟုတ်ဘူးနောက်တစ်ချိန်မှာတာဝန်ခံရမယ့်ကိစ္စတွေဖြစ်နိုင်မယ်တဲ့ဒီအတွက်ဒါရတန်းရက်ကြဖို့တို့ကတိုက်တွန်းထားတယ်နောက်ပြီးတော့ ိုအဓိကကတော့စစ်တပ်ကနိုင်ငံရေးကထွက်ဖို့ပဲပေါ့နော်အဲ့လိုထွက်မလားဆိုပြီးတော့2010တဲ့ကစပြီးတော့တဖြည်းဖြည်းနဲ့ထွက်သွားမလားဆိုပြီးတော့ပူးပေါင်းပါဝင်ခဲ့တာပေါ့နော်2021မှာတော့ဒါလုံးဝပြတ်သွားတာတွေ့ရတယ်ဆိုတော့ဟိုဝင်မယ်ဆိုရင်လည်းတန်တွေဦးတော်လိုင်းဦးတစ္ဆာဖားတော့ကြာမယ်ပေါ့နော်ဒီလိုဆွေးနွေးချက်လည်းရှိတယ်အဲ့တော့ဥက္ကိုကြီးဆိုလည်းဒီပါရုပ်ောက်ကွက်လမ်းကြောင်းယူထားဆိုတော့အဲ့ပုံပါပေါ့ဘယ်လိုမျိုးပြောလို့လဲပါအဲ့တော့တမိုင်းနေပါရင်းနဲ့ချီပြီးပြောလာမယ်ဆိုလို့ရှင်တော့66အာနာတိ1990ရွေးကောက်ပွဲဝင်တဲ့တမိုင်းအစားပြောရတာပေါ့။တက္ကသိုလ်2008ဖွဲ့စည်းပုံကိုကျွန်တော်တို့လက်မခံနိုင်ပါဘူးဆိုပြီးစန့်ကျင်နေတဲ့တဲကနေပြီးတော့2012ဂျာပြရွေးကောက်ပွဲကနေစပြီးပြန်ဝင်လာတာတွေကိုတမိုင်းလို့ပြောရတာ ဲ့တော့တမိုင်းတမိုင်းဆိုတဲ့ကိစ္စကိုလွယ်လွယ်လေးတော့မသုံးစေချင်ဘူး။ဒါကြောင့်လဲဆိုတော့ဟိုလာကျွန်တော်တို့ဒါစေအစိုးရလုပ်တဲ့ရွေးကောက်ပွဲလို့ပြောရင်60ရွေးကောက်ပွဲကနေစပြီးတော့အဲ့ဒီချက်စင်တဲ့အစအဆုံးကိုဒါကိုတမိုင်းလို့ဆိုတော့ပြောအောင်။အဲ့တော့စစ်တပ်ကိုနိုင်ငံကြီးကနေစုပ်ပါဖို့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ယူဆတာလေတဖြည်းဖြည်းချင်းစုပ်ပါအောင်ကျွန်တော်တို့ကကြိုးစားဖို့ပဲ။အဲ့တော့တချီလဲနဲ့ဟိုလာဟိုကိုဟိုငါးနှစ်တက်တန်းမှာတခါတည်းအပြတ်ရှင်းရမယ်ဆိုတဲ့ကိစ္စမျိုးကလက်တွေ့လည်းမကျတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအတိုင်းကြီးညံ့လာတဲ့ကိစ္စပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ရတာဖြစ်တယ်။ အဲ့တော့ထိုင်းနိုင်ငံမှာလည်းပဲဒါစစ်တပ်ကအာဏာသိမ်းတာဆိုတော့19ချိန်ပေါ့နော်။တောင်းချောက်ဒီလိုအခြေအနေမျိုးထဲမှာပဲနိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေတွေကိုမပြတ်စည်းအောင်ကျွန်တော်တို့ကအားလုံးကနေပြီးညှိချတခုရှာရတာပဲ။အဲ့တော့ကျွန်တော်တို့ကတော့ဘူပြည်သူရဲ့မျက်နှာကိုပဲကြည့်မယ်။အဲ့တော့တကယ်တကယ်မှာဒီတိုင်းရင်းသားဒီရောလက်နက်ကိုင်တွေရောထိန်းချုပ်ထားတယ်ဆိုတဲ့နေရာဒီမှာရှိနေတဲ့ပြည်သူတွေရဲ့လက်တွေ့ဘဝတွေကိုမြင်အောင်ကြည့်ဖို့လုပ်လို့ပဲ။အခုလုံးကြည်လန့်စားစားနဲ့နေနေရတဲ့အခြေအနေမျိုးအဲ့တော့ပြီးတော့လေအခုဒါလည်းနဲ့ကြိုက်တော့ပွဲအချင်းချင်းဒါတိကျခတ်ကြဟိုရိုက်ကြနှက်ကြအစားရှိတဲ့မျိုးတွေလည်းကျွန်တော်တို့ဒါတော့ချက်ကြားနေရတာ တော့ရှေ့လျှောက်လည်းဒီပြဿနာတွေကဟိုအများကြီးကြုံအောင်လဲဟိုလက်လက်ကန်ချောင်းမိုးတယ်ဆိုတဲ့နေရာမှာဒီမိုကရေစီဆိုတာမရှင်းတတ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုတမိုင်းလိုပြောမယ်ဆိုရင်ကျွန်တော်တို့ကရေးရေးကျွန်တော်တို့ပုံကိုတမိုင်းမှာလည်းကျွန်တော်တို့ကတောင်းခံကျွန်တော်တို့ရွေးချယ်တဲ့နီလန်ဟာဟိုကျွန်တော်တို့ကြောင့်တစုံတစ်ယောက်မှာတည်ကြည်ပြသခဲ့တာမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုတမိုင်းကိုရေးရေးကျွန်တော်တောင်းခံโอเคအဲ့တော့ UNCC ရဲ့နောက်ဆွေးနွေးချက်ကတော့ခုနလိုကြည့်နေတဲ့ခုလက်ရှိပြဿနာတွေပေါ့နော်ဒီရွေးကောက်ပွဲဖြစ်နေတော့မှဒါတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးဆွေးနွေးတာရှိပါတယ် သူတို့ဘက်ကစစ်ကောင်စီနဲ့ဘက်ကပေါ့နော်စစ်ကောင်စီထောက်ခံတဲ့ဘက်ကပဲလွှမ်းမိုးမှုများတဲ့ယူကောက်ပွဲပဲဖြစ်မယ်ပေါ့နော်ဒါအဖြစ်မဟုတ်ဘူးနောက်ပြီးတော့ဒီချင်းနေရာဒီမိုကရေစီနဲ့ပက်ဒရယ်အခွင့်အရေးတွေဆုံးရှုံးမဲ့အတိတ်ပဲပဲဖြစ်တယ်နောက်သူတို့ဘက်ကစန့်ကျင်ဖိနှိပ်မှုတွေဆက်လုပ်မှာပဲကိုယ့်ဘက်ကစန့်ကျင်လဲပေါ့နော်စစ်ကောင်စီပြန်စန့်ကျင်လဲအင်အားကြီးလာရင်နောက်ထပ်အာဏာသိမ်းတဲ့ဖြစ်စဉ်တွေလည်းထပ်ထပ်လာမယ်ဆိုတဲ့အခြေအနေတွေလည်းဆွေးနွေးထားတယ်အခုဖြစ်လာရင်လည်းဒါအရသာတစ်ပိုင်းအစိုးရတော့မဟုတ်ဘူးပေါ့နော်စစ်တပ်ကအကုန်ယူထားတဲ့အစိုးရပဲဖြစ်မယ် ဆိုတော့အဲ့ဒီအစိုးရနဲ့ညှိနှိုင်းမှုဆိုတာလည်းဒါဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့ရလက်ကတော့စစ်တပ်တပ်ဆိုးရှင်ပဲတားစီမြေဆက်ဒီချက်ဆိုးတဲ့အခြေအနေပဲရင်ဆိုင်ရမယ်ဆိုပြီးဆိုနေတာရှိပါတယ်အဲ့ဒီပေါ်ကိုဗာမပြောလို့လည်းဟိုကျွန်တော်တို့ကဒီစစ်တပ်ပေါ့ဒီစစ်အာဏာရှင်ပေါ့ပြောမလို့တဲ့အခြေအနေကနေအတွင်ကူပြောင်းနေဖြစ်စဉ်တွေကိုလေ့လာကြည့်ရင်သူကဘယ်လိုနဲ့ကဝင်းဆက်တွေချိန်နေလို့လို့လဲအဲ့တော့ကျွန်တော်တို့ကဒါအင်ဒိုနီးရှားကိုလေ့လာတဲ့အခါကျတော့ဒါဘူအာဏာရှင်ဆိုဟာတူဆိုပြီးတော့ပြောကြတယ်အဲ့တော့ဆိုဟာတူကနေပြီးတော့ပြောင်းတဲ့အခါကျတော့အတိုက်ခံတဲ့တဲ့ကိုဒိုင်းနဲ့ဆိုချက်ချင်းမပြောင်းဘူးဟုတ်လားသူယုံကြည်စိတ်ချရတဲ့ဟာဘီဒီလက်ထက်ကိုပြောင်းတယ် ဟာဘီဘီလက်ထက်ကနေပြီးတော့မှရွေးကောက်ပွဲကတက်လာတဲ့ဒါသူဝါဟစ်ချီကိုပြောတယ်အဲ့တော့အဲ့ဒါအဲ့ဒီချိန်တုန်းကပြောရရင်တော့ဟိုမေဂါဝတီစုကတော့ပူထွေးကြပါလို့ရှိခဲ့တာပဲသို့တော်လည်းပဲအဲ့ဒီအခုအကြောင်းကိုတင်တင်မွေ့မွေ့နဲ့ပြောင်းလဲနိုင်အောင်တော့ချောက်စူးစမ်းနိုင်တဲ့အတွက်ကြောင့်ဝင်းဆက်တွေပြတ်သွားတော့ပဲနဲ့ချိတ်ဆက်နိုင်တဲ့အတွက်ကြောင့်ဒီနေ့အင်ဒိုနီးရှားနိုင်ငံရဲ့အခြေအနေတည်တည်ငြိမ်ငြိမ်နဲ့တောင်းတဲ့နိုင်ငံဖြစ်တယ်အဲ့တော့နိုင်ငံရေးကောင်းဆောင်တွေရဲ့အရေးချင်းပေါ်မှာမူတည်တယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလက်တလုံးမှာဒီရွေးကောက်ပွဲကနေပြီးတော့စစ်တပ်နဲ့ထိတ်တဲ့ရင်ဆိုင်မဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတက်လာရင်တော့ဘယ်လိုမှမအောင်မြင်နိုင်ဘူးမဖြစ်နိုင်ဘူး ဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းဟလာအခြေခံယူဆတစ်ခုပေါ်လိုက်ကစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်ဘူးသို့တော်လည်းပဲအခုလက်ရှိအကြမ်းတင်းဟာစစ်တပ်နဲ့ဟလာကိုတွဲပြီးတော့ဖတ်မှာပဲရမယ်အဲ့တော့ပြောရရင်တော့စစ်တပ်နဲ့တွဲလို့နိုင်တဲ့ရေကောက်ပွဲရတာပဲဖြစ်မယ်ဒါကတော့ကျွန်တော်ကဒီအပေါ်မှာဟလာကျွန်တော်တို့ကဒါကြီးကမဖြစ်နိုင်ပါဘူးဘလို့ပါညာလို့ကျွန်တော်တို့မပြောဘူးအဲ့တော့ဒါတလုံးချင်းနေမှာဒီပဋိပက္ခတွေကလည်းအုံနေချင်းနဲ့ဆက်ရှိနေတဲ့အချိန်မှာဒီပဋိပက္ခတွေကိုနိုင်ငံရေးနည်းလမ်းအရဖြည့်ရှင်းနိုင်ဖို့ဆိုတာကလည်းပဲစစ်တပ်မပါလို့မဖြည့်ရှင်းလို့မရဘူး ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဖြစ်ခဲ့ခြင်းလည်းပဲရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အစိုးရပြီးစစ်တပ်နဲ့ထိတ်တဲရင်ဆိုင်တဲ့အစိုးရမျိုးဖြစ်လို့မရဘူး။အဲ့ဒီကနေပြီးတော့မှတပြေးချင်းနဲ့နိုင်ငံရေး space ပေါ့နော်။ဟိုနိုင်ငံရေးပေါ်ကိုပြန်ကျေလာအောင်လုပ်ရင်းနဲ့လူလူထောက်ခံမှုနဲ့တပြေးချင်းနဲ့နိုင်ငံတည်ဆောက်ရေးကိစ္စတွေပြန်လုပ်ရမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဟုတ်ကဲ့နောက်ဆုံးနေ့ချက်ကတော့နိုင်ငံတကာလှည့်ကွက်ပေါ့နော်နိုင်ငံတကာတို့ဒါလှည့်စားဖို့ဖြစ်တယ်သူရွေးကောက်ပွဲလုပ်ပြီဆိုရင်နိုင်ငံတကာတရားဝင်မှုတစုံတရာရမယ်အဲ့ဒီလိုကြရင်ဒါတော်လိုင်းအင်အားစုတွေကဖိနှိပ်ဖို့ပေါ့နော်ရည်ရွယ်တာဆိုပြီးဆွေးနွေးတာရှိတယ် ပြီးရင်ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတကာကပေါ့နော်တော်လိုင်းအင်အားစုတွေကိုထောက်ခံမှုရော့မယ်ပြီးစစ်တပ်နဲ့စကားပြောဖို့ဖိအားပေးတာဖြစ်လာနိုင်တယ်အဒီတစ်ချက်လည်းဆိုနေတယ်ပြီးရင်ဟိုနိုင်ငံတကာကရွေးကောက်ပွဲကိုထောက်ခံကြောင်းဟိုပြဖို့လုပ်နေတဲ့အခြေအနေပေါ့နော်ဒီအခြေအနေမှာစစ်ကောင်စီနေနဲ့သူတို့လေကြောင်းတိုက်ခတ်မှုတွေနဲ့အရက်သားပေါ်ပေါ့နော်အဆုံးစွန်ကြီးလုပ်ဖို့တွန်းအားပေးတယ်လို့လည်းဖြစ်သွားမယ်ပေါ့ဆိုတော့ဒီအခြေအနေကိုနိုင်ငံတကာနဲ့ပတ်သက်ပြီးဆွေးနွေးတာရှိပါတယ်အဲ့ဒီပေါ်ကဘာများပြန်ဆွေးနွေးလို့လဲဗျနိုင်ငံတကာလို့ပြောရင်တော့ဒီလက်တလုံးပေါ့နိုင်ငံတကာဖြစ်ရတဲ့ဒီကိုလေ့လာကြည့်ဖို့လိုတယ်တကယ်လို့ပြောရရင် ဟိုကျွန်တော်ဒုတိယကမ္ဘာစစ်နောက်ပိုင်းတိဆောက်ထားတဲ့ကမ္ဘာစနစ်ကြီးလာပုံပြတ်သွားပြီပျက်စီးသွားပြီအဲ့တော့ပျက်စီးသွားတဲ့အချိန်မှာကျွန်တော်တို့ဟိုဆိုဗီယက်ယူနီယံပြိုကျတဲ့အချိန်ဘာလင်ကတိုင်းပြိုကျတဲ့အချိန်တုန်းကဟို liberal democracy ဖွံ့ဖွဲခံပြီးတမိုင်းနေကုန်းချုပ်ပြီးဆိုတဲ့အခြေအနေရနေပြီးတော့ဟလာရုရှားမှာသမ္မတပူတင်တက်လာတယ်လို့ပြောမှာသမ္မတရှီကျင်းပြင်တက်လာတယ်ဟလာကျွန်တော်တို့အခုဒါအမေရိကဆိုတာထရမ့်ပြက်လာတယ်ပေါ့ဆိုအဲ့ဒီအခြေအနေအားလုံးမှာပြန်သုံးသပ်ကြည့်လို့ရှိရင်တစ်ခါတည်းကျတော့ကျွန်တော်တို့တို့ချွာရည်ကစကလုံးဘွားရအောင်ရှိလက်တွေ့မှာပဂတိနိုင်ငံကြီးပေါ့ကျွန်တော်တို့ real politics ဆိုတဲ့အခါဒီနိုင်ငံကြီးတွေနဲ့ အင်းနေချင်းတက်နေရတဲ့နိုင်ငံတွေမှာခုစစ်ကြိုက်ကိုယ့်ဘာကိုယ်ကလှုပ်ချင်တာလှုပ်မယ်ဘယ်သူမှဆိုင်ဘူးလို့နေလို့ကိုမရဘူးဒါယူကရိန်းဖြစ်စဉ်ကိုကျွန်တော်တို့ဒါလေးလာကြည့်လို့ရအောင်အဲ့တော့ကျွန်တော်ပြောတာကဟိုစိတ်ကြိုက်မကောင်းပါဘူးကျွန်တော်ယူကရိန်းကိုရောက်လို့ရောက်ခဲ့တယ်ပေါ့နော်လေးလေးလေးလာခဲ့ဆိုတော့ဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးတော့ကျွန်တော်စိတ်ကြိုက်လို့မကောင်းဘူးဒါသို့တော့ယူကရိန်းကပြောရရင်အနောက်နိုင်ငံအားလုံးကဝိုင်းပြီးတော့တခါလေအုံနဲ့ကျင်းနဲ့လက်နဲ့အကူအညီငွေကြေးအကူအညီဤပညာအကူအညီထောက်ပံ့ပေးတာရှိတယ်ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမျိုးယူကရိန်းလိုမျိုးတကယ်ကိုတရားဝင် တခါတည်းလက်နက်တွေငွေကြေးတွေဤပညာတွေအထောက်ပံ့ပေးနေတာလည်းဖြစ်ဆိုတော့ဒါကလည်းပဲကျွန်တော်တို့သတိပြုရမယ့်အချက်လို့ညည်းတယ်အဲ့တော့အခုလိုရှိပါတယ်ရွေးကောက်ပွဲလုပ်တာအထက်မှပြုခံရလို့ဆိုလို့ရှိရင်ပေါင်ကူက60နဲ့အာနာသိန်းတော့ဘိုးချုပ်နေဝင်းကိုကိုစုံနေခင်းပြီးတော့အမြောက်ဖောက်ပြီးတော့အမေရိကန်နိုင်ငံကဂျိုးဆိုခဲ့တာပဲအကန့်ခဲ့တာပဲဆိုတော့အဲ့လိုနိုင်ငံရေးချင်းတွေမတူဘူးဆိုပေမဲ့လို့ဟိုရွေးကောက်ပွဲဖြစ်ချင်းမဖြစ်ချင်းဆိုတာတက်ကိုကိုထောက်ခံခြင်းနဲ့ထောက်ခံနေတာပဲအဲ့တော့ပြောရရင်အာနာချင်းနိုင်ငံတော်တော်များများဟာဒီအမေရိကန်ရဲ့ထောက်ခံမှုတွေရခဲ့တာနော်အဲ့တော့အခုလည်းပဲ ူမှလည်းသူ့ထောက်ခံတဲ့ပရိသတ်ကတော့ရှိနေတာပဲ။ဘာကြောင့်လဲဆိုတော့ကဘာကြီးကတချမ်းကွဲသွားပြီ၊နှစ်ချမ်းကွဲသွားပြီ။အဲ့တော့ကွဲသွားတဲ့အချိန်မှာဒီအတိုင်းဆက်ထားရင်သူကအစုတစုပဲမှာပဲအိမ်နေနေလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကပထမချက်ဖွဲ့စည်းပုံခြေခံဥပဒေမှာလည်းဒါလွတ်လပ်ယူတက်ကြွတော့ဗမလိုက်နိုင်ငံသားကြီးဘူဝါဒဆိုတာကိုပြန်ပြီးအကောင့်ထဲပေါ်လာဖို့ဆိုရင်အဲ့ကဘာနိုင်ငံအသေးသေးနဲ့မျိုးကမပြတ်ဆက်ဆံရေးပြန်ပေါ်လာဖို့ဆိုရင်ရွေးကောက်ခံအစိုးရအနေနဲ့ပြန်ပြီးတော့ကျွန်တော်တို့စူးစမ်းဖို့လိုတယ် အဲ့လိုမဟုတ်ရင်တော့ကျွန်တော်တို့ကစစ်တပ်ကတော့စစ်တပ်ကဒါလက်ရှိအခြေအနေမှာသူ့ကိုတိမပြူတဲ့ဆက်ဆံတဲ့နိုင်ငံတွေဆိုတာရှိနေတာပေါ့နိုင်ငံတွေတော့နိုင်ငံတိတိတွေမဟုတ်ဘူးနိုင်ငံကြီးတွေကအခုလက်ဆက်ဆံနေတာပဲအဲ့တော့ဟိုရွေးကောက်ပွဲဖြစ်မှာဆက်ဆံတာမဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲဖြစ်သွားရင်တော့ဒေဂျာတာကတော့တန်တမဆက်ဆံရည်ကြီးတဲ့ပုံပြီးတော့အများကြီးကြောင်းသွားမှာအဲ့တော့ကျွန်တော်တို့ကပြောချင်တာကလက်ရှိကိုယုံကြည်ရနိုင်ငံကြီးနီလာပေါ့လက်နက်ကိုင်နီလာမဲ့ဖြစ်ဖြစ်စောင့်ရနေတဲ့သူတွေကပကတိနိုင်ငံရေးကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ ਨੇ ဟိုကိုယ့်နိုင်ငံရဲ့အခြေအနေပေါ့ကျွန်တော်ဆိုရင် ျွန်တော်တစ်ဖက်ကဒီ Federal ရေးတိုင်းရင်းသားဓာတ်လူညီညာရေးမရှိလို့ဒီပြဿနာတွေဖြစ်နေရတယ်ဆိုတာကိုကျွန်တော်အခိုင်အမာယုံကြည်တယ်။သို့တော်တစ်ချိန်တည်းမှာဒီနိုင်ငံကြီးပြိုကွဲပျက်စီးသွားတာမှာတို့ရှယ်လေးလုံးရေတော်ဝန်ကြီးတွေစခဲ့တာဒီလိုမျိုးဇက်သိမ်းသွားတယ်ဆိုတာမျိုးတော့အပြစ်ခံတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့နိုင်ငံတော်လည်းမပြိုကွဲရဘူးတိုင်းသားတွေလည်းဓာတ်လူညီညာပြည်ပြည်ဝဝခံစားနိုင်တဲ့အဆင့်ထိကျော်လို့ထူးသားသွားမယ်။ဒါကြောင့်မလို့နိုင်ငံမပြိုကွဲမဲ့ဓာတ်လူညီညာဒီ Federal အခွင့်အရေးကိုခံစားနိုင်မဲ့နိုင်ငံရေးနည်းလမ်းကိုကျွန်တော်တို့ကမဆုတ်မနစ်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့တော့ NUCC မှာဆွေးနွေးချက်နောက်ဆုံးအနေနဲ့ကတော့ဒီရွေးကောက်ပွဲကိုတားဆီးရမယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲကိုတော်လန်ရမယ်စန့်ကျင်ရမယ်တားဆီးရမယ်ရွေးကောက်ပွဲကိုမဲမပေးဘူးပေါ့နော်စန့်ကျင်ဖို့ပြည်သူတွေကလုပ်ရမယ်နှီးပေါင်းစုံနဲ့အတန်ထုတ်ပြန်ရမယ်လို့ဆွေးနွေးတယ်ပြီးတော့လူထုအနေနဲ့လည်းမဖြစ်မနေမဲထည့်ရမယ်ဆိုခဲ့ရင်လည်းဒါပယ်မဲထည့်ဖို့ပေါ့နော်တိုက်တွန်းထားတယ်နောက်ပြီးတော့ရွေးကောက်ပွဲမှာတကယ်လို့များအရက်ဖက်ပြစ်မှတ်တွေကိုတိုက်ခတ်မှုတွေရှိလာမယ်ဆိုရင်ဒါစစ်ကောင်စီကတော်လန်ရေးဘက်ကိုနာမည်ဖြတ်ချင်လို့လုံလာဖြစ်မယ်ဆိုပြီးတတိထားဖို့လဲဒါဆွေးနွေးသွားတယ်ဒီလိုမျိုးရွေးကောက်ပွဲကိုတားဆီးရမယ်ဆိုတဲ့အပိုင်းပေါ့ဗောနောက်ဆုံးအနေနဲ့ဘယ်လိုများဆွေးနွေးပေးချင်လဲဗျာ ဟိုဒါရုပ်ောက်ပွဲဆိုတော့ကတော့နိုင်ငံသားတခုချင်းရဲ့စံတာပဲအဲ့တော့မဲပေးလို့ရတယ်ထောက်ခံမဲပေးလို့ရတယ်အဲ့တော့ဒီမှာကတော့ထောက်ခံကံပွဲနှစ်ခုလည်းမဟုတ်ဘူးပေါ့အဲ့တော့ကိုကြိုက်တဲ့ပါတီကိုမဲပေးလို့ရတယ်သူမဟုတ်မဲမပေးဘဲနေလို့ရတယ်အဲ့တော့သို့တော့ကျွန်တော်တို့ကအဲ့လား2010ရုပ်ောက်ပွဲကျွန်တော်တို့ထောင်ထဲမှာပဲရှိသေးတယ်အဲ့တော့ကျွန်တော်ထောင်ထဲကနေကျွန်တော်ပြုံးပြီရုပ်ောက်ပွဲဆက်ကျင်တယ်ဟာပြီးတော့ကကြတော့ကျွန်တော်တို့ကဖွဲ့စည်းပုံမပြင်ရင်မဝင်ဘူးပေါ့ဆိုပြီးတော့ကမ်ပိန်းတွေလုပ်ကြတာပေါ့အဲ့တော့လုပ်တဲ့ခါကျတော့ကျွန်တော်ကဒါဆိုကြတာကျွန်တော်ချင်းတော်ရရနေကျွန်တော်သုံးတယ်။ဟော ကိုဒီဘက်ကအတိုက်ခံနေရတော့အဲ့ဒီချိန်တော့ကဒါစစ်အစိုးရအလိုကြတယ်သူတို့ကူပေါင်းဆောင်ရွက်မှုလုပ်နေတာပဲလို့ကျွန်တော်အဲ့လိုမြင်။ဒါကြောင့်လဲဆိုတော့ဟိုပြောရင်တော့အဲ့ချိန်တော့ကနောက်ပါတော့အစိုးရကလည်းဘာနာလွဲမယ်ဆိုရင်ဟလာသူနဲ့လက်တွဲလုပ်နိုင်တဲ့အစုအဖွဲ့ကိုပဲသူကတွဲမှာလေ။သူမယုံကြည်တဲ့သူ့ကိုထိတ်တိုက်စိန်ခေါ်မဲ့သူဆိုရင်တွဲမှာမဟုတ်ဘူး။အဲ့တော့ပြောကြစို့ဆိုလို့ရှိရင်အဲ့တော့ဒီအတိုက်ခံတွေဘက်က energy အနေနဲ့ရုပ်ောက်ပွဲမဝင်တာကိုနောက်ပါတော့ကသဘောကျတယ်လို့ကျွန်တော်ကတော့ယူဆတယ်။အဲ့တော့နောက်ပါတော့ကလည်း energy ကိုမဝင်စေချင်ဘူး ကျွန်တော်တို့အထက်ခံတွေကလည်း NLD မဝင်နဲ့မဲတော်မပြေးကြနဲ့ဆိုပြီးလုလိုက်တဲ့အတွက်ကြောင့်အဲ့တော့နောက်ဝတ္တကလိုချင်တဲ့ရလဒ်ကိုပူပေါင်းပြီးအကောင့်တွေပေါ်ပြီးခဲ့ကြတယ်လို့ကျွန်တော်အဲ့လိုမြင်တယ်။ဆိုတော့အခုလည်းပဲကင်ပိန်းလုပ်ပြီးလုပ်ရင်မဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆိုတာတကယ့်ကိုဒီမိုကရေစီရေးဖက်ဒရယ်ရေးပေါ်မှာတစ်လျှောက်လုံးပေါ့နိုင်ငံရေးချက်တမ်းမှုတစ်လျှောက်လုံးကျွန်တော်တို့ဒီဇိုင်းမှန်မှန်ယုံကြည်ပြီးလုပ်ခဲ့ကြတဲ့သူတွေအဲ့ဒီသူတွေကိုမဲပေးမဲ့သူတွေကချင်းချောက်မှုအမျိုးမျိုးကြောင့်အခုကဒီမှာခုနကလည်းကိုကိုတချွတ်နေပြီးတဲ့အမှာကျွန်တော်တတိထားလိုက်ပြီးတယ်။လက်ရှိဒါစစ်တပ်ကနေပြီးတော့ချင်းချောက်မှုတွေနဲ့ မဲပေးခိုင်းတာပါ냐ဆိုတော့တကယ်ချင်းချောက်မှုတွေကမဲမပေးဖို့ချင်းချောက်ဘူးလားမဲမပေးဖို့ချင်းချောက်တဲ့အခါကျတော့ဒီမိုကရေစီကိုလိုလားတဲ့နိုင်ငံရေးပြန်ပြီးတော့ပွင့်လင်းလာစေချင်တဲ့သူတွေကမဲတာမပေးရဘူးဆိုရင်ပြောကြဆိုဆိုလို့ရှိရင်တော့တစ်ဖက်ကလိုချင်တဲ့ရလက်ကိုပူပေါင်းကြံစီနေတာပဲပံ့ပိုးဆောင်ရွက်ပေးနေတာပဲလို့ကျွန်တော်ကတော့ဒီလိုမြင်တယ်ဒါကတော့တပိုင်းပေါ့အဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုတော့အကြမ်းဖက်မှုတွေလုပ်အဲ့ဒီအကြမ်းဖက်မှုတွေကဒီခေတ်မှာလိန်လို့မရဘူးပြောရင်တက်တေတက်ကရရနေအခုလည်းကျွန်တော်တို့ကျွန်တော်ရှိမှဆိုကျွန်တော်ဗီဒီယိုတွေအများကြီးပဲကျွန်တော်ဟလာပြောရရင်ဟိုဟိုစိတ်ထိတ်ခိုက်စရာတွေရဲ့အဆက်လုတ်ထားတဲ့ကိစ္စတွေဒါတွေကပုံထွက်လာတာပေါ့ ဲ့တော့ပြီးတဲ့ခါကျရင် तू မဟုတ်ပါဘူး तू မဟုတ်ပါဘူးနဲ့ပြောဖို့လောက်လုပ်ပြီးတော့တကယ်ခံလိုက်ရတာကလက်နဲ့မဲ့ပြောရင်အကာအကွယ်မဲ့တဲ့အရာသားတွေပဲခံခံတယ်အဲ့တော့ဘယ်သူပါပဲလုပ်လို့အကြမ်းဖက်မှုအကြမ်းဖက်မှုပဲအဲ့ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့လည်းဒါကျွန်တော်တို့ဟိုအမေရိကန်ဘောဘောထုတ်ပြန်တဲ့ report တစ်ခုမှာဟို PDF ရလို့တဲ့အကြမ်းဖက်မှုကဘယ်လောက်ကြာခဲ့လို့ဒီရလို့ရလို့တဲ့အကြမ်းဖက်မှုကဘယ်လောက်ကြာခဲ့လို့စစ်တပ်ကဟာဘုံကျဲတာလည်းနဲ့ဒီနဲ့ပြစ်ခတ်တာကြောင့်စစ်တပ်ဘယ်လောက်ကြာခဲ့လို့ဆိုတဲ့သူတိတနာစစ်တမ်းတွေလည်းရှိတယ်အဲ့တော့လွယ်လွယ်လေးဟလာအကြမ်းဖက်မှုတွေကိုတာဝန်မခံဘူးတာဝန်မယူဘူးအဲဒီတယောက်ကိုတယောက်လည်းညှိုးထိုးချပြီးတော့ အပြစ်မဲ့ဒီအရက်ဖက်လက်နက်မဲ့အကာအကွယ်မဲ့ပြည်သူတွေတည်ကြည်ပျက်စီးနေတဲ့ကိစ္စကိုတော့ပိုင်ရှင်မဲ့လို့လို့မရဘူး။လုံရင်လည်းတမိုင်းကခွင့်လွှတ်မှာမဟုတ်နော်။အဲ့တော့ဒီကိစ္စတွေအားလုံးကခုနကတမိုင်းအကြောင်းပြောလို့တမိုင်းနဲ့ချီပြီးတော့တောင်းယူရတယ်မရှင်းရတယ်။ဒီအကြမ်းဖက်မှုတွေကလူ့ပြည်ချိုးဖောက်မှုတွေအကြမ်းဖက်မှုတွေဘယ်သူကပဲလုပ်လို့အဲ့ဒါတွေကပြတ်သွားတဲ့ကိစ္စမျိုးမဟုတ်ဘူးလို့ကျွန်တော်လည်းလိုပဲနေပါ ဟုတ်ကဲ့ဦးကိုကြီးအဲ့တော့အခု NUCC ရဲ့ဆွေးနွေးချက်ဖြစ်တဲ့စစ်ကောင်စီကြိုးပမ်းနေတဲ့တရားမဝင်တူရောင်ရွေးကောက်ပွဲကိုစတင်ကြဆိုတဲ့ဆွေးနွေးချက်ဒီပေါ်မှာအခုတို့ပြန်ပြီးတော့ရွေးကောက်ပွဲဝင်မဲ့ဦးကိုကြီးအနေနဲ့သဘောထားပြန်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဒါကတော့ကျွန်တော်တို့မေးမြန်းကအပိုင်းတစ်ပေါ့နော်အဲ့တော့ကျွန်တော်ကတခုတော့ပြောချင်တယ်အဲ့တော့ဒီရွေးကောက်ပွဲကိုစတင်ကြဆိုပြီးတော့ဘာဆက်လုပ်မယ်ဆိုတဲ့ package ပါတခါရရှိဖို့လိုတယ်ဟုတ်ဟို timeline နဲ့ရှိဖို့လိုတယ်အချိန်နဲ့ရှိဖို့လိုတယ်အခု၄နှစ်ကျော်လာပြီအဲ့တော့ဟိုတကယ်တကယ်ပြောရရင်ဟိုဒါကျွန်တော်တို့ကဟိုချိန်ချင်းမချိန်ချင်းနဲ့မဆိုင်ဘူးအဲ့တော့နိုင်ငံတကာနိုင်ငံရဲ့ စစ်တပ်ကိုတိပနိုင်ငံကြီးတွေရဲ့အထောက်အပံ့ပေါ်မပတ်သက်မှုမရဘဲနဲ့ဟလာဟိုမလွယ်ဘူးဆိုတော့တော့ဒါဗိုလ်ချုပ်ကံပေါ်လဲဒါတကာကောက်ချက်ချတာကျွန်တော်ကြားဘူး။အဲ့တော့ဟိုမရေမရာနဲ့အားလုံးဟိုတစ်ထိတ်ထိတ်နဲ့စိုးရင်ကြောက်ကြောက်မှုတွေနဲ့မလုံးမချုံနဲ့ကာလအကန့်အသတ်မရှိတော့မလုံးနဲ့ရွေးကောက်ပွဲဆန့်ကျင်ပြီးရင်ဖြတ်သိမ်းပြီးရင်ဘာပြီးဘာလုပ်မယ်ဘလောက်ကျမှဘာလုပ်မယ်ဆိုတော့ကာလအကန့်အသတ်နဲ့တိတိကျကျပြည်သူကိုချပြောက်ဖို့လိုတယ်ဆိုတော့လည်းကျွန်တော်ကတကာပဲကျွန်တော်တိုက်တွန်းချင်တယ်။ကျွန်တော်အရာစုတွေရဲ့တောင်းဆိုချက်ကတော့စစ်တပ်ကဟိုနိုင်ငံရေးအနေနဲ့စုပ်ကွာပေးရမယ်ပြီးရင် ဟိုအခြေခံဥပဒေအစ်စ်ကိုလက်ခံရမယ်နောက်ပြီးဟိုတရားမျှတမှုပေါ့နော် transitional justice ကိုလက်ခံရမယ်ဒီဒီသုံးချက်ဒါတို့ရဲ့တောင်းဆိုချက်ဒါဆိုလို့ရှိရင်ဆွေးနွေးမှုဖြစ်မယ်တိုင်းပြည်အပြောင်းအလဲကောင်းမှုဖြစ်မယ်ဆိုပြီးဒါတို့သဘောထားတော့ရှိပြီးသားဖြစ်ပါဒီနေရာမှာဒီတစ်ချက်ကိုကျွန်တော်ထည့်သွင်းပြောကြားလိုပါတယ်ဗျဟုတ်ကဲ့ပါဟိုအကောင်းဆုံးကတော့အကောင်းဆုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြေပြင်လက်တွေ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့ဇက်လက်ကိုဥတည်တဲ့ချင်းကပ်ပုံမျိုးဖြစ်ဖို့ပဲလိုပါတယ်ဟုတ်ကဲ့အခုအပိုင်း၁ဖြေကြပြီးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဥပဒေကမှဟုတ်ကဲ့ဗျကျွန်တော်လည်းကျေးဇူးတင်ပါတယ်